ဖိုးဖမရအလုံးမင်္ဂလာပါကလောက်ကွန်နာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီညတော့ကျွန်တော်တို့ပြမြလိုက်တွေကျွန်တော်တို့ပွဲစဉ်စနစ်မှာတော့ကျွန်တော်တို့ဒီညအချင်းပြန်ကစားကြတဲ့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်နဲ့အေဗာတန်တို့ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုလုပ်ပြီးတော့မှဖြစ်ပါတယ်ဒီပွဲလေးမှာတော့မန်ချက်စတာယူနိုက်တက်တို့အိမ်ဝင်အော့စတရဖို့မှာတော့ရှုံးနိမ့်မှုကိုကြုံတွေ့ခဲ့ရပြီးတော့ကျွန်တော်တို့0-1ဆိုပြီးတော့အေဗာတန်အသင်းရနေပြီးတော့နိုင်ပွဲတွေရအောင် ပုံဖော်သွားတယ်လို့ပြောလို့ရအောင်ဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လို့ like and subscribe မလုပ်ကတည်း like and subscribe လုပ်ပြီးညီကိုလေးနဲ့ကိုကြီးပြီးတော့လို့ရပါတယ် okay အဆင်ဗီဒီယိုလေးကိုစလိုက်ကြအောင်ရေဦးဆုံးနေတဲ့ကျွန်တော်ဒီနေ့ပွဲမှာတော့နှစ်ဖက်စလုံးကတော့ကျွန်တော်တို့လူဆုံးတက်ဆုံနဲ့ပွဲထလာတာတွေ့ရတယ်အထူးသဖြင့်ကျွန်တော်တို့အဲ Everton ဘက်မှာဆိုလို့ရှိရင်လည်းသူတို့ရဲ့အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ပြီးပီတိုကိုကျွန်တော်အနာပေးပြီးတော့ကျွန်တော်တို့ဘယ်ရင်းနဲ့ပဲပွက်ထလာပြီးတော့တိုက်စစ်မှာတော့ကျွန်တော် grade list တို့ဘာလို့ပြန်လဲပွက်ထလာတယ်နောက်တန်းမှာဆိုရင်လည်းတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ မိုင်ကိုလန်ကိုတို့ပြီးလို့ဆိုရင်ကိန်းတို့ပြီးလို့ဆိုရင်တာကော့စကီတို့ဒီစူးဖွဲ့တွေနဲ့ပဲပွက်ထလာပြီးတော့ကိုမန်တို့ဒီပုံစံမျိုးနဲ့ပဲပွက်ထလာတယ်။ကွင်းလင်မှာဆိုရင်တော့သူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့အဲဂူအေးတို့ပြီးလို့ဆိုရင်ဂါနာတို့အဲနောက်တစ်ယောက်ကတော့ကျွန်တော်ဒူဘီဟောတို့ဘာတို့နဲ့ပဲပွက်ထလာပြီးတော့မန်ချက်စတာယူနိုက်တက်ကိုသူတို့အနေနဲ့အကောင်းဆုံးရှင်ပြိုင်ပြီးတော့ကျွန်တော်တို့ဒီနေ့ပွဲမှာအနိုင်ရလက် ပုံဖော်သွားတယ်လို့ပြောလို့ရတယ်။တစ်ဖက်ကကျွန်တော်မန်ချက်စတာယူနိုက်တက်ဘက်ပြောလိုက်တယ်။မန်ချက်စတာယူနိုက်တက်ဘက်ကတော့ဒီနေ့ပွဲမှာတော့ရှင်းပါတယ်သူတို့အနေနဲ့တော်တော်လေးမှလူစုံထုတ်တုံးလာတယ်လို့ပြောလို့ရတယ်။အထူးသဖြင့်သူတို့အဲဂိုးသမားနေရာမှာဂိုးသမားနေရာမှာတော့သူတို့အဓိကဂိုးသမားဖြစ်တဲ့လမန်ပဲပွက်ထွက်လာပြီးတော့နောက်တန်း၃ရက်နေရာမှာကျတော့ကျွန်တော်ဒီလေးယူရိုနဲ့ပြီးလို့ဆင်းလူရှော့တို့ပွက်ထွက်လာတယ် ွင်းလင်းမှာဆိုရင်တော့ကျွန်တော်တို့အဲအပြောင်းလဲတွေလောက်လုပ်ပြီးတော့မဆာဝီတို့ဘာတို့ပွက်ထလာပြီးတော့ပြီးရင်တော့ကွင်းလင်းကစားသမားဖြစ်တဲ့ကတ်စမဲတို့ရဲ့ဖာနန်ဒတ်ရဲ့ပြီးလို့ဆိုရင်ကျွန်တော်တို့တိုကူတို့ပွက်ထလာပြီးတော့တိုက်စစ်မှာတော့ကျွန်တော်အမ်ဘူးမိုးရဲ့ပြီးတော့ကျွန်တော်တို့အမတ်ရဲ့ပြီးလို့ဆိုရင်ဆက်စီရဲ့ဆိုပြီးတော့ကျွန်တော်တို့ပွက်ထလာတယ်လို့မြင်ရတယ်ဒီပွဲမှာတော့ကျွန်တော်ပွဲချိန်ပထမပိုင်းမှာတည်းကကျွန်တော်တို့အဲ7မိနစ်မပြည့်ခင်မှာတည်းကကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့ Everton အသင်းကတော့ကျွန်တော် negative ဝါတဲ့ပုံစံမျိုးလေးရှိတယ်ဒီ negative ဝါတာကိုပဲကျွန်တော် Manchester United အနေနဲ့အကောင်းဆုံးကျွန်တော်တို့ အတုံးချသွားမယ်လို့ထင်ခဲ့ပေမဲ့ဒါမှမဟုတ်ထင်ထားတယ်လို့မဖြစ်ဘဲနဲ့တစ်ဖက်ကကျွန်တော်တို့ Everton ရဲ့နောက်တန်းမှာကျုံဟူးနဲ့ကွင်းလယ်ရဲ့ကျွန်တော်တို့တော်တော်လေးမှအနောက်တန်းကိုစင်ကူဘူကတော်တော်လေးဒီနေ့ဘက်မှာအလုတ်ဖြစ်သွားတယ်လို့တော့ကျွန်တော်မြင်တယ်တစ်ဖက်က Manchester United အနေနဲ့ဒီနေ့မှာ Goal Box ကန်သွင်းခြင်းတော်တော်လေးမှများပြခဲ့ပေမဲ့အဲ့ဒါ Goal Box တဲ့ကန်သွင်းခြင်းကတိတ်ပြဲမရှိဘဲအများဆုံးမှကျွန်တော်မြင်ရဆိုဒုတိယပိုင်းမှာကျွန်တော်တို့ ကက်စမဲရိုဘာလိုအဲကက်စမဲရိုတော့မှဖြစ်တယ်ဖာနန်ဒက်ရိုဘာလိုကန်တဲ့အလုံးနေနှလုံးလောက်ပဲနှလုံးသုံးလုံးလောက်ပဲရှိတယ်လို့မြင်တယ်တစ်ဖက်ကအာမန်နေနဲ့လည်းကျွန်တော်တို့အဲ သူအနေနဲ့ဘာဖြစ်ချင်လို့ဖြစ်ချင်နေမှမသိတဲ့အခြေအနေမျိုးတွေသူအနေနဲ့လူတိတ်ပြီးတော့မပြေပြေနဲ့တော့ကန်တဲ့အလုံးတွေကလည်းကျွန်တော်တို့ဂိုးဘားပေါ်ကနေပဲထွက်ထွက်သွားတဲ့အလုံးတွေဖြစ်တဲ့အတွက်ဒီနေ့ပွဲမှာတော့ Manchester United အနေနဲ့ကတော့တော်တော်လေးမှဆုံးရှုံးနစ်နာသွားတယ်လို့ပြောလို့ရတယ်။တစ်ဖက်ကကျွန်တော်တို့ Everton နဲ့ကလည်းကျွန်တော်စောစော City ပဲထွက်သွားတဲ့ပုံစံမျိုးလေးမှာတော့အဲတစ်ဖက်ကကျွန်တော်တို့ Manchester United ကစားသမားတွေနဲ့ကျွန်တော်တို့ညှိပြီးတော့ကျွန်တော်တို့အဲ အနီကဒိုင်းရိုက်ထထသွားတာမဟုတ်ဘဲနဲ့သူ့ကစားသမားအချင်းချင်းကိုပဲကျွန်တော်တို့အဲအချင်းချင်းပြန်ဖြစ်ပြီးတော့ထွက်သွားတဲ့ပုံစံမျိုးလေးရှိတယ်။အဲထွက်သွားတဲ့ကစားသမားကူရေးဖြစ်ပြီးတော့ကျွန်တော်တို့အဲကိန်းနဲ့ကျွန်တော်တို့တော်တော်လေးကဏ္ဍကဒစပစ်သွားတယ်လို့ပြောလေလေ။ဒီဘက်ကကျွန်တော်အမ်ဘူမူရဲ့ကံနဲ့အလုံးသူ့အနေနဲ့ကိန်းကမတားဘူးလားဆိုပြီးတော့သူတို့နှစ်ယောက်စကားများပြီးတော့သူအဲကူရေးနေနဲ့ကျွန်တော်တို့ကိန်းကိုကျွန်တော်တို့ပိုင်းရိုက်လိုက်တဲ့အချိန်တွေမှာတော့ကွင်းနဲ့ဒိုင်းလူကြီးကနေပြီးတော့ဒါတိုင်းတော့အနီကတ်တွေပြပြီးတော့ ကိုင်းနေကနေထုတ်ပြခဲ့တာအဲ့အချိန်မှာပဲကျွန်တော်ဂွေးအနေနဲ့တော်တော်လေးမှာကျွန်တော်ဒေါသတွေထပ်ပြီးတော့သူကိန်းကိုထိုးဖို့ကြိတ်ဖို့လုံမနေအချိန်မှာတော့ကျွန်တော်ကိုင်းမဖြစ်တဲ့ကျွန်တော်အဲပစ်ဖို့တို့ဘာလို့ပြီးလို့စင်တာကော့စကီတို့အသေးသေးလိုက်ဆွဲပြီးတော့ဂွေးကိုအပြင်ထုတ်လိုက်ကြတဲ့အချိန်မျိုးတွေမှာရှိတဲ့အတွက်ကြောင့်အဲကျွန်တော်တို့ကထင်လိုက်တာလေဩအဲမန်ချက်စတာယူနိုက်တက်ကတော့တော်တော်လေးမှအဆင်ပြေသွားတယ်လို့မြင်ရတယ်သူတို့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ကျွန်တော်တို့အဲ ဖြစ်တာကြောင့်အနီကက်ဖြစ်တာမဟုတ်ဘဲနဲ့သူကစားသမားချင်းချင်းကြောင့်ကျွန်တော်လက်ပါလိုက်တဲ့အတွက်ကြောင့်အနီကက်ထောက်သွားပြီးတော့မန်ချက်စတာယူနိုက်တက်ကတော်တော်လေးအဆင်ပြေသွားပြီးတော့ထင်ခဲ့ပြီဒါမှမဟုတ်ထင်ထားသူလိုမဖြစ်ဘဲနဲ့ကျွန်တော်တစ်ဖက်ကကျွန်တော်တို့အဲအဘာဒန်သင်းရဲ့ထင်မဲ့မထားတဲ့ကျွန်တော်အခိုက်တန့်နေပြီးတော့အဲတွင်းငိုးတွေကိုပထမပိုင်းမှာတည်းကကျွန်တော်တို့စိုက်တော့ပြေးလိုက်ခဲ့ပထမပိုင်းမိနစ်30အဲမရောက်ခင်မှာပဲကျွန်တော်တို့ဒူပလီဟောရဲ့ကျွန်တော်တို့ အဲတကူတော့ကျွန်တော်လှုပ်ရှားမှုကတော်တော်လေးမှကောင်းမွန်တယ်လို့မြင်တယ်။အဲ့ဒီအလုံးမှာတော့ကျွန်တော်မြင်ရဆိုရင်ဖာနန်ဒက်ကတော်တော်လေးမှညံ့သွားတယ်လို့မြင်တယ်။သူ့ရှေ့ကနေတော့ကန်သွားတယ်လို့တကယ်လို့သူ့အနေနဲ့ကအဲနည်းနည်းလေးကဟန်တားလိုက်မယ်ဆိုလို့ရှိရင်ဒီလုံးဟာဝင်ကျင်မှဝင်မှာဖြစ်တဲ့တော့ကြောင့်သူ့အနေနဲ့ရက်ကြည့်နေတဲ့ပုံစံမျိုးလေးတွေကြောင့်ကိုပေးကိုပေးလိုက်ရတယ်လို့တော့ ကျွန်တော်မြင်ရဆိုမြင်တယ်အဲ့ဒီကြီးကနေစပြီးတော့မိနစ်30နောက်ပိုင်းမှာဆိုတော့ Everton အနေနဲ့လုံးဝတကူရပစ်သွားတဲ့အချိန်မှာသူတို့အနေနဲ့ defensive ကိုပဲဦးစားပေးပြီးတော့သူတို့တစ်ဖက်က Manchester United ရဲ့အမောက်ကိုစောင့်ပြီးတော့ကစားသွားတယ်လို့မြင်တယ်ဒီပွဲစဉ်ကြောင့်လည်း Grealish တို့လည်းဒီနေ့ sorry green light တို့လည်းဒီနေ့ပတ်မှာတက်ပြီးတော့ကျွန်တော်မြင်ရဆိုအလုံးမဖြစ်ဘူးလို့တော့မြင်တယ်ဒါမှမဟုတ်လည်းအလုံးမဖြစ်ဘူးဆိုတော့ဘာကြောက်လဲသူတို့အနေနဲ့10ရောက်ပဲအဲမိနစ်10မိနစ်လောက်မှတည်းက10ရောက်နေပဲစပြီးတော့ကစားရတဲ့အတွက်ကြောင့်သူတို့အနေနဲ့နောက်တောင်းပဲအဓိကထားပြီးတော့ပေးကိုမပေးအောင်ပဲအဓိကကစားသွားတဲ့အတွက်ကြောင့်တိုက်စစ်တွေကတော့ဒီနေ့ပတ်မှာတက်ပြီးတော့အလုံးမဖြစ်ဘူးလို့တော့မြင်တယ်ဒီနေ့ပတ်မှာတော့အဲတစ်ဖက်က Everton အသင်းနေနဲ့လည်းဒိုင်ယာပြဿနာကြောင့်လူစားလဲလိုက်တာ2ရောက်လောက်ဖြစ် ရှိတယ်ဗျအထူးသဖြင့်ကျွန်တော်တို့အဲဘယ်သူတွေရှိလဲဆိုတော့အဲ grade list တို့ဘာလို့ရှိမလဲတစ်ဖက်ကကျွန်တော်တို့ command တို့ဘာလို့ဆိုရင်လဲကျွန်တော်တို့ဒဏ်ရာပြတနာကြောင့်ဆိုပြီးတော့လူစားလဲလိုက်ကြတယ်တစ်ဖက်ကကျွန်တော် Manchester United Manchester United ရဲ့ဒီနေ့တိုက်စစ်ကတော့တော်တော်လေးမှအလုံးမဖြစ်ဘူးလို့ပြောလို့ရတယ်အဲအမ်ဘူမိုတို့ဆိုရင်လဲတော်တော်လေးမှလွတ်ထွက်သွားတဲ့အလုံးတွေရှိပြီးမြဲသူတို့နည်းကန်နေတဲ့အချိန်မှာမကန်လိုက်ဖဲနဲ့ အာနောက်ကတက်လာမယ်ကျွန်တော်ဇက်စီတို့တစ်ဖက်ကကျွန်တော်အမတ်တို့စောင်းနေတဲ့ပုံစံမျိုးလေးတွေကြောင့်နောက်တန်းကျွန်တော်တို့ Everton နောက်တန်းကစားသမားတွေကဖြတ်ထုတ်ပြီးတော့ဒီနေ့ပွဲမှာတော့အကောင်းဆုံးရှင်းလင်းသွားတာကိုတော့တွေ့ရမယ်။ဒီဘက်ကကျွန်တော်တို့အာအမတ်တို့ဆိုရင်လည်းတော်တော်လေးမှဒီနေ့ပွဲမှာဆိုရင်တော့ကန်တော့ကန်ဆရာသမားတွေကတော့ဂိုးပေးရနေပဲထွက်သွားပြီးတော့တကယ်လို့ ဂျော်ဒန်ဘက်ဖို့အနေနဲ့ဖမ်းရတဲ့အလုံးဆိုတာတိတ်ပြီးတော့မရှိသလောက်ပဲလို့တော့ကျွန်တော်မြင်တဲ့ဒုတိယပိုင်းမှာလည်းဒီတိုင်းပဲကျွန်တော်တဖက်တက်ကိုဖိအားပေးပြီးတော့မန်ချက်စတာယူနိုက်တက်အနေနဲ့သူတို့အနေနဲ့ကိုရအောင်ပြန်လဲစူးစမ်းလာတဲ့အချိန်မှာတော့တဖက်ကအဲဘာတန်ကတော့ရှေ့မှာလည်းသူတို့အနေနဲ့တကူလဲရထားပြီးတော့တော့ကျွန်တော်နိုင်ပွဲလဲဖော်ဆောင်ထားနိုင်လို့တဖက်ကသူတို့အနေနဲ့ကစားသမားလဲထွက်သွားတဲ့အတွက်နေတော့ကြောင့်သူတို့အနေနဲ့ဒီဖန်စကိုပဲ sorry ဒီဖန်စစ်ကိုပဲအသားပေးပြီးတော့ဒီနေ့ပွဲမှာဆော့သွားတယ်လို့မြင်တယ်။မန်ချက်စတာယူနိုက်တက်အပွဲကတော့ဒီနေ့ပွဲမှာတော့နင့်နာသွားတယ်လို့မြင်တယ်။ကိုယ့်လက်ကစားသမားတွေဒီနေ့ပွဲမှာတိတ်ပြီးတော့အလုံးမဖြူလို့တော့မြင်တယ်။မစားဗီဒီယိုရောပြီးလို့ဆိုရင်ကက်စမီဒိုဖာနန်ဒါကောအာမတ်ဆိုရင်လည်းဒီနေ့ပွဲမှာတော်တော်လေးမှသူ့အနေနဲ့ဖြုံးတဲ့အလုံးတွေကများတယ်။အထူးဖြစ်ဒီနေ့ပွဲမှာကျွန်တော်အဓိကထားပြောချင်တာကတော့အာမန်ချက်စတာယူနိုက်တက်မန်ချက်စတာယူနိုက်တက်ကဒီနေ့ပွဲမှာသူတို့ရဲ့တိုက်စင်မှာသူတို့ခေါင်းတိုက်သွင်းနိုင်မဲ့သူကမရှိသလောက် ဖြစ်နေတဲ့အခြေအနေမျိုးမရှိတော့မရှိဘူးဗျအဲ့လိုမျိုးအခြေအနေမျိုးမှာသူတို့အနေနဲ့လုံးဝလောင်းဘောတွေပဲတောက်လျှောက်ပေးသွားတာသူတို့တကတော်တော်လေးမှမှားယွင်းတဲ့ပုံစံမျိုးလိုမျိုးလေလောင်းဘောပေးတယ် လောင်းမောပေးလိုက်တဲ့အချိန်မှာတစ်ဖက်ကကျွန်တော်အေဗာတန်ကစားသမားတွေရှင်းထုတ်တယ်အဲမန်ချက်စတာယူနိုက်တက်တိုက်စက်ကကောင်းတိုက်မဲ့ကောင်တယောက်မှမရှိဘူးမကြောက်ဘူးတိတ်ပြီးတော့သူတို့အဲ့လိုမျိုးလောင်းမောတွေအများကြီးတောက်လျှောက်ပြီးတော့ကိုယ်ကစားသမားတွေကကောင်းတိုက်မဲ့ကောင်ကစားသမားတယောက်မှမရှိတဲ့ဥသာသူတို့လည်းဘာလို့ဒီလိုမျိုးလောင်းမောတွေကိုပဲတောက်လျှောက်ပေးသွားလဲဆိုတာတော့ကစားသမားတွေအတည်ဆုံးမဲလို့တော့ကျွန်တော်မြင်တယ်ပြီးရင်ကျွန်တော်တို့အနေနဲ့ကောင်တာတွေကလည်းတော်တော်လေးမှရတဲ့အဲတောင်းကန်ဘောတွေတော့လင်းငါ6လုံးလောက်ရတယ်ဗျာရတဲ့အလုံးတွေကိုလာသူတို့အနေနဲ့တိတ်ပြီးတော့အကောင်းဆုံးဆုံးဆုံးမတတ်နိုင်မဲနဲ့ကျွန်တော်ခေါင်းတိုက် ကစားသမားမရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာပို့ပြီးတော့တိတာတယ်လို့ပြောလိုက်တာအထူးသဖြင့်ဒီနေ့ပွဲမှာကအင်းအဲမကွိုင်းရတို့ဘာတို့ဘာတို့ပါမယ်ဆိုလို့ဆင်မကွိုင်းရအနေနဲ့လည်းခေါင်းနိုင်တော်တော်လေးမှကောင်းမွန်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ဒီနေ့တင်တကယ်လို့ဒါပါမယ်ဆိုရင်သူ့အနေနဲ့ဂိုးတွေဘာတွေရနိုင်ကြီးရှိတယ်ဗျာတကယ်သူတို့အခုလိုမျိုးလုံနေတဲ့ဥစားကဟိုအချိန်နာကုန်သွားပြီးတော့ထိရောက်တဲ့ချင်းချောက်မှုမရှိဘူးလို့တော့ကျွန်တော်မြင်တယ်ဒီတော့ကြောင့်လည်းသူတို့အနေနဲ့အိမ်ဝင်းမှာပဲ1-0ဆိုပြီးတော့ Everton သူ့ကိုပြန်လဲဂိုးမသွင်းနိုင်ပဲနဲ့ ရှုံးနိမ့်ခဲ့ရတဲ့အခြေအနေမျိုးတွေလို့တော့မြင်တယ်ဒီနေ့ပွဲကြောင့်ပဲသူတို့အနေနဲ့လည်းတစ်ခါကျတော့ Everton တော့တော်တော်လေးမှကျွန်တော်တို့7ယောက်နဲ့10ယောက်နဲ့7ယောက်နဲ့ကန်တဲ့အချိန်မှာတော့နိုင်ကြမှနိုင်မယ်ဒါပေမဲ့10ယောက်နဲ့ကန်တဲ့အချိန်မှာတော့ထင်မှတ်မထားပဲနဲ့တွင်းကိုတွေပါတွင်းပြီးတော့ပေးကိုလုံးဝမပေးရအောင်ဆွဆောင်နိုင်တာတော့ Everton ကိုတော့ချီကျူးရပြီးတော့တစ်ခါမှ Manchester United ကတော့ဒီနေ့ပွဲမှာတော်တော်လေးညံဖျင်းသွားတယ်လို့တော့ကျွန်တော်မြင်တယ်ညီကိုနေနဲ့ရောဒီညရှင်မြိုင်သွားကြတယ် Manchester United နဲ့ Everton ရဲ့1-0ပွဲမှာဘယ်လိုမြင်ကြလဲကစားသမားတွေအနေနဲ့ အဲကျွန်တော်မြင်ရဆိုလို့စင်တော့ဒီ Manchester United ရဲ့နောက်တန်းကစားသမား၃ယောက်ဖြစ်တဲ့ကျွန်တော်တို့ Rodrigo ရဲ့ Lucio ရဲ့ပြီးလို့စင်ကျွန်တော်တို့အဲအဟုတ်တယ် Rodrigo ရဲ့ Lucio ရဲ့နောက်တစ်ယောက်ကကျွန်တော် Delay ရဒီ၃ယောက်လောက်ပဲကောင်းပြီးတော့ကျန်တဲ့ Queen လေရော Tyson ကိုတိတ်ပြီးတော့အလုံးမဖြစ်ဘူးလို့တော့မြင်တယ် Nico တွေရောဘယ်လိုမြင်ကြလဲမြင်အောင်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်ဒါတော့ကြည့်ရှုပေးတဲ့ Nico တယောက်ချင်းနေတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲစုံတွေ့ကြတော့ပါဗျာ